တနေရာကိုစူယုံရောက်ရှိနေကြတဲ့လူတွေထဲကမှဘိုးဘေးမျိုးနွယ်စုကြီး၄ခုဟာနေရာတစ်ခုစီကိုတော့အပိုင်ရထားလိမ့်မယ်လို့မျှော်လင့်နေကြတာကိုတွေ့ရပါတယ်။ဝရန်ဟာဖန်ဆင်းခြင်းအဆင့်တိုင်းပညာတစ်ခုကိုတက်မြောက်အောင်တင်ယူရမယ်လို့အကြီးအကဲကပြောနေခဲ့ပြီးဒီလိုလုပ်မှသာသူတို့ရဲ့ဝမ်မီသားစုဟာဘိုးဘေးမျိုးနွယ်စုကြီး၄ခုထဲကနေသူများတွေထက်တဆင့်တက်နိုင်မှာပဲဖြစ်ပါတယ်။ဝရန်ကလည်းသူ့ဘော်ကိုအခုလိုမျှော်လင့်ချက်တွေထားနေတဲ့ဝမ်မီသားစုကိုစိတ်မပြည့်စေရပါဘူးလို့ဦးလေးဝမ်ကိုကတိပေးလိုက်ပါတယ်။ ဒါပေမဲ့ဒီစကားတွေကိုအတိုင်းသားကြားနေရတဲ့ချင်းရှိကတော့လီမီတာစုဘိုးဘေးမျိုးနွယ်အခွဲတွေကလင်းတုံကိုရှုံနှိမ့်ခဲ့ရတဲ့ဝန်ရံကိုအမျိုးမျိုးပြည့်ရပြုနေခဲ့တဲ့အတွက်ဝန်ရံအယံကိုဒေါသထွက်သွားခဲ့ရပါတယ်။ဝန်ရံကသူသာဖန်ဆင်းခြင်းစွန့်အင်ကိုသာရခဲ့လို့ရှိရင်မင်းအခုလိုအတင်းရဲနိုင်အောင်မလားဆိုတာကိုစောင့်ကြည့်အောင်မယ်လို့ပြောလိုက်ပါတယ်။ဒါဆိုဘလောက်ထိကြာကြာစောင့်ရအောင်မလဲမသိဘူးလို့ပြောလိုက်တဲ့အခါမှာကောင်းကင်ဘော်ကနေရှောင်းရံကိုစီးကမြေပြင်ပေါ်ကိုဆင်းလာခဲ့တဲ့လင်းတုံကိုတွေးလိုက်ရပါတယ်။ လင်းတုံကိုမြင်နာနဲ့ဝယ်ရန်ကရန်ရှာဖို့ကြိုးစားလိုက်ပေမဲ့ဦးလေးထုံကတားလိုက်ပြီးအခုချိန်မှာဖန်ဆင်းခြင်းတိုင်းကြောက်တိုင်ကိုပဲအာယုံဆိုင်ရမယ်လို့ပြောလိုက်ပါတယ်။လင်းတုံကိုမူချင်းချင်းကကျမတို့ထထွေ့ရပြန်ပြီလို့ပြောလိုက်တော့သူကလည်းပြန်နှုတ်ဆက်လိုက်ပါတယ်။ရန်သူရိရှိကိုပေါ်ပေါ်ထင်ထင်ကြီးဒီလိုထွက်လာတဲ့အတွက်မွေပါလေးကတော့သူ့ကိုအပြစ်တွေတင်နေခဲ့ပါပြီ။ဖန်ဆင်းခြင်းတိုင်းကြောက်တိုင်တဲ့ဝင်ချင်းရင်နေရာတစ်ခုကိုမဖြစ်မနေရအောင်ယူရမယ်ဆိုတဲ့အကြောင်းလင်းတုံနားလည်ထားခဲ့ပါတယ်။ဒါအပြင်တိုင်းကြောက်တိုင်ထဲမှာအခြားရာတွေလည်းရှိနေပုံရပါတယ်။ လင်းလန်ထန်းကအရှိကိုထွက်သွားလိုက်ကသူ့ရဲ့အနီရောင်စွမ်းအားတွေကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ဘေးမှာရှိတဲ့လူတွေအကုန်အံ့ဩသွားခဲ့ရပါတယ်။လင်းလန်ထန်းဟာကောင်းကင်တဝက်ဖန်ဆင်းခြင်းပုံအဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီးအလဲမရှိတဲ့ကြောက်တိုင်ပေါ်ကိုတက်ကရဲရဲဝံ့ဝံ့မတည့်ရက်လိုက်ပါတယ်။ကြီးစုနေကြတဲ့ပရိသတ်အပေါင်းကတော့လင်းလန်ထန်းရဲ့လင်းမြန်သွက်လက်မှုနဲ့ရန်စွမ်းတတိရှိမှုကိုအချင်းချင်းချီးကျူးနေကြတာကို တွေ့ရပါတယ်။ဒီလောက်ငယ်ရွယ်ပြီးဒီလိုအစွမ်းတတိမျိုးရှိနေတဲ့အတွက်လင်းတို့အနေနဲ့လင်းလန်ထန်းနဲ့ရှင်ပြိုင်နိုင်ဖို့အဝေးကြီးလိုသေးတဲ့အကြောင်းမွေပါလေးကတတိပေးလိုက်ပါတယ်။ ဒါပေမဲ့လင်းနှုံကဖန်ဆင်းခြင်းတိုင်းကြောက်တိုင်တဲ့ကနေတိုင်းပညာတရက်ကိုရနိုင်ရင်တော့လင်းလန်ထန်းနဲ့တိုက်ခိုက်ဖို့အခွင့်အရေးရှိလာခဲ့မှာဖြစ်ပါတယ်။ဝမ်မီတာစုကလည်းဝန်ရံကိုကြောက်တိုင်ပေါ်ကိုတက်ခိုင်းလိုက်ပြီးပရိသတ်တွေကတော့ဝန်ရံကလင်းလန်ထန်းလောက်စွမ်းအားမရှိဘူးဆိုပြီးတော့ဝေဖန်ပြောဆိုနေကြပါတယ်။ဒါအပြင်ဝန်ရံကလင်းနှုံကိုပါရှုံးနိမ့်ခဲ့ဘူးသေးတာကြောင့်လူတွေကသူ့ကိုပို့ပြီးတော့အထင်သေးနေကြတာဖြစ်ပါတယ်။ပရိသတ်တွေကတယောက်တစ်ပေါက်နဲ့သူလဲတက်နိုင်ရင်ငါလဲတက်နိုင်ရမယ်ဆိုပြီးစကားများကုန်ကြပါတော့တယ်။ ဦးလေးဝံကမကျေနပ်တဲ့သူရှိရင်အရှိကိုထွက်လာခဲ့လိုက်လို့ပြောလိုက်တဲ့အခါမှာပဲအားလုံးကတိတ်ဆိတ်သွားခဲ့ကြပါတယ်။ဝံဘိုးဘေးမျိုးနွယ်တွေကပဲဒီနေရာကိုဝံရင်တယောက်ပါကြောင့်ရတဲ့တယ်လဲဆိုတာကိုအပြေပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်။ချင်းမုတ်လည်းကြောက်တိုင်ပေါ်ကိုတက်သွားခဲ့ပြီဖြစ်ပြီးဒီနေရာမှာရက်နေတာကိုအကိုဝံတယောက်စိတ်မရှိဘူးမဟုတ်လားလို့မေးလိုက်ပါတယ်။ဒီလိုနဲ့ခေါင်းဆောင်တွေအားလုံးကကြောက်တိုင်တွေတက်ပြီးအတီးတီးနေရာယူပြီးတဲ့နောက်မှာတော့ကြောက်တိုင်ကလူလေးယောက်အတွက်ပဲနေရာကျန်ပါတော့တယ် ပရိသတ်တွေတဲကလည်းအဲ့ဒီနေရာကိုလူယူကျင်နေကြတဲ့သူတွေအများကြီးရှိလို့နေတာဖြစ်ပြီးတော့အားကြီးတဲ့သူမှသာနိုင်ရမှာဖြစ်ပါတယ်။ထို့အချိန်မှာလင်းနှုံက ရေရဲဝင်းဝင်းနဲ့အရှိကိုထွက်လာခဲ့ကဒိုင်ဘောတက်ဖို့လုံနေတာကိုခဲအားကတားလိုက်ခြင်းပေမဲ့အဖိုးကတော့ဒီကောင်လေးကဘိုးဘေးမျိုးနွယ်စုခွဲတဲကလူဆိုပေမဲ့အလုလုရမှာအတော်လေးကိုထက်ထက်မြက်မြက်ရှိတယ်လို့ချီးမွမ်းလိုက်ပါတယ်။လင်းနှုံကိုဦးလေးဝံကမင်းလိုမျိုးနွယ်စုမရှိတဲ့ကောင်ကယာယာဆဆဒီအပေါ်ကိုတက်ချင်လို့ရမလားလို့ပြောလိုက်ကတားစီးလိုက်ပါတယ်။ မသေးချင်းရင်အခုချက်ချင်းလစ်တော့လို့ပြောလိုက်ပေမဲ့လင်းနှုံကလက်မခံပဲတကယ်အရေးချင်းရှိတဲ့သူကသာကြောက်တန်ရဲ့နေရာကိုရမှာမို့အကြီးကဲဝံကဗာများပြောချင်တာလဲလို့မေးလိုက်ပါတယ်။ဝန်ရံတောင်တက်နိုင်သေးတာသူကဘာလို့မတက်နိုင်ရမှာလဲလို့မေးလိုက်တဲ့စကားတွေကိုလူအုပ်ကြီးကလည်းကြားသွားပြီးတော့အရေးချင်းမရှိတဲ့ဝန်ရံကိုတီးတို့အတင်းပြောနေခဲ့ပါတယ်။အကြီးကဲဝံကရွှေစင်မြင့်နဲ့စိုးနေလဝါကိုထုတ်ကာလင်းနှုံကိုတိုက်ခိုက်ခဲ့ပြီးလင်းနှုံကလည်းခုခံခဲ့ပေမဲ့အင်အားချင်းမမျှတာကြောင့်အဝေးကြီးကိုလွင့်စင်ထွက်သွားခဲ့ရပါတယ်။ အသက်ရှင်ခြင်းရင်မြင်မြန်ထွက်သွားတော့လို့ဦးလေးဝံကပြောလိုက်ကသူ့အနေနဲ့လင်းတုံကိုနောက်ထပ်ထပ်ပြီးညှာတာပေးမှမဟုတ်တော့ဘူးလို့ပြောလိုက်ပါသေးတယ်။အကြီးကဲဝံကလန်ရှိကိုထုတ်ယူလိုက်တာနဲ့တပြိုင်နက်လင်းတုံကလည်းသူ့ရဲ့ဝိညာဉ်ရတနာကိုထုတ်လိုက်ပါတယ်။လင်းတုံပုံစံကကောင်းမှပြီးအရှုံးပေးမဲ့ပုံစံမပေါက်တာကြောင့်လင်းကဲအားကစိတ်ပူသွားပြီးဦးလေးမှုကိုတားဆီးချင်ခိုင်းခဲ့ပေမဲ့ဦးလေးမှုကတော့အခြေအနေကိုအသာလေးစောင့်ကြည့်နေခဲ့ပါတယ်။ သူကလင်းတို့မှာဘာတွေများအဲ့လောက်တောင်ယုံကြည်ချက်ရှိနေလို့ဝန်ထုံးကိုတစက်မှမကြောက်ပဲထိတ်တိုက်ရင်ဆိုင်ရရတာလဲဆိုတာကိုသိချင်နေခဲ့တာဖြစ်ပါတယ်။ဝန်ထုံးနဲ့လင်းတို့တို့ဟာတယောက်နဲ့တယောက်အပြင်းထန်တိုက်ခိုက်နေခဲ့ကြပြီးတော့လင်းတို့ကဝန်ထုံးရဲ့တိုက်ကွက်တွေကိုစမ်းစစ်ကြည့်ကအတော်လေးကိုမယိုးသားဘူးပဲလို့စိတ်ထဲမှာမှတ်ယူလိုက်ပါတယ်။ဒါနဲ့ပဲသူဟာနဆိုးမြောက်ဝံအသွင်ပြောင်းခြင်းကိုအသုံးပြုလိုက်ကတိုက်ခိုက်လိုက်တဲ့အချိန်မှာတော့ဝန်ထုံးဟာလင်းတို့ရဲ့ရိုက်ချက်တွေကြောင့်အနောက်ဘက်ကိုလွင့်ထွက်သွားခဲ့ရတာမို့သူလည်းအယံကိုအံ့ဩသွားခဲ့ရပါတယ်။ ဆက်လက်ပြီးတော့လင်းနှုံကကောင်းကင်ကြီးခွန်လန်တိုင်းနဲ့လက်နံကိုအပေါ်မြောက်လိုက်ပြီးကောင်းကင်နဂါးကိုထုတ်လိုက်ကဝန်ထုံးရဲ့နဂါးကိုရင်ဆိုင်ဖြည့်ရှင်းခဲ့ပါတယ်။ဒီအချိန်မှာနှစ်ယောက်စလုံးကအဝေးကြီးကိုလွင့်ထွက်သွားခဲ့ပြီးလင်းနှုံလည်းတွေးအံခဲ့ရသလိုအကြီးကဲဝန်ထုံးဟာလည်းအတော်တုံလုံသွားခဲ့ရပါတယ်။ဒါကိုကြည့်နေကြတဲ့ပရိသတ်တွေကတော့ဝမ်အိန်တော်ရဲ့ဆွမ်းအားဟာတာမန်လောက်ပဲထင်ပါတယ်လို့ပြောကသူတို့နှစ်ယောက်ဘာတွေဆက်လုပ်ကြမလဲဆိုတာကိုကြည့်နေကြပါတယ်။ ဝယ်ရန်ဆိုတဲ့ကောင်ကိုပဲတိုင်းပညာမှာညံ့နေလို့ထင်ထားခဲ့ပေမဲ့အခုဆိုရင်အကြီးကဲကလည်းဒီအတိုင်းမှပဲဆိုတဲ့ဇကားတွေကိုဝန်ထုံတယောက်အန်ကျင်ရင်နားထောင်နေခဲ့ရပါတယ်။သူရင်ဆိုင်လို့မရတော့တဲ့အခါမှာဝန်ထုံကဝယ်မျိုးနွယ်ဖြစ်တဲ့သူတပည့်တွေအားလုံးကိုလင်းတုံကိုတက်ပြစ်ဖို့အတွက်တတိပေးလိုက်ပါတယ်။ဝယ်မျိုးနွယ်တွေအားလုံးကတိုက်ခိုက်ဖို့ပြေးလာကြတဲ့အချိန်မှာကောင်းကင်ဘော်ကနေရှောင်းရံရောက်ရှိလာပြီးတော့သူ့တခင်ကိုအန်ရဲ့ပြုမဲ့သူတွေအကုန်လုံးကိုအသိနေထားနဲ့ခုခံဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်။ အားလုံးကသူ့နာကိုဝင်းရံလာတဲ့အချိန်မှာပဲအလင်းရောင်တစ်ချက်တောက်ပတ်သွားခဲ့ကအစင်းမြင့်အဆောက်အယုတ်တွေကကောင်းကင်ထက်မှာထွက်ပေါ်လာခဲ့တာကိုတွေ့လိုက်ရတဲ့အတွက်ဝန်ထုံလဲအံ့ဩသွားခဲ့ရပါတယ်။လင်းနှုံဟာသူ့တင်းစီထားခဲ့တဲ့တန့်စင်တဲ့ရွှဲစွမ်းအင်ဆေးလုံးတွေနဲ့အစင်းမြင့်အဆောက်အယုတ်တွေကိုအသက်သွင်းလိုက်ပြီးတဲ့နောက်အဆိုပါအဆောက်အယုတ်တွေရဲ့စွမ်းအားကကြောက်ခမန်လိလိပြင်းထန်နေခဲ့ပါပြီ။လင်းနှုံကအစင်းမြင့်အဆောက်အယုတ်တွေကိုအသုံးပြုပြီးတိုက်ခိုက်ခိုင်းလိုက်တဲ့အချိန်မှာဝန်ထုံကလန်းသွားကအနောက်ကိုဆုတ်သွားခဲ့ပေမဲ့အစင်းမြင့်အဆောက်အယုတ်တွေကသူ့ကိုတိုက်ခိုက်လိုက်တဲ့အတွက်ကြောင့်ကာကွယ်ခဲ့ရပါတယ်။ ဒါပေမဲ့အင်အားကြီးမများခဲ့တဲ့အတွက်ကြောင့်ဝန်ထုံးလွင့်ထွက်သွားတဲ့အခါလင်းနုံကလည်းကြောက်စိမ့်မိုးကျိုးခန္ဓာကိုယ်နဲ့ထပ်မံတိုက်ခိုက်လိုက်ပါတယ်။ဒီချိန်မှာဝန်ထုံးလည်းဘလို့မှမခံနိုင်တော့ပဲဒဏ်ရာအပြင်းထန်ရရှိကမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။လင်းနုံကဝန်ထုံးနားသွားလိုက်ပြီးအခုကျုပ်ရဲ့အရေးချင်းပြည့်စုံပြီလားလို့တစ်ချက်ပဲမေးလိုက်ပြီးလှည့်ထွက်လာခဲ့ပါတော့တယ်။ပရိသတ်တွေအားလုံးကတော့လင်းနုံရဲ့စွမ်းရည်တွေကိုအသီးသီးချီးကျူးနေကြပြီးအကြီးကဲကလည်းအယံကိုသဘောကျသွားခဲ့ပါတယ်။ ်ထို့အချိန်မှာသူကရှောင်းရံကိုစိတ်ဆွမ်းအင်းစေးလုံးတွေကျွေးလိုက်ပြီးတော့ကူညီပေးတဲ့အတွက်ဂျေဇုတင်ပါတယ်လို့ပြောလိုက်ပါတယ်ပြီးတာနဲ့တပြိုင်နက်လင်းနှုတ်ဟာကြောက်တိုင်ဘုတ်ကိုလီးမြန်စွာပြန်တက်သွားခဲ့ပြီးနေရာယူခဲ့လိုက်ပါတယ်ဒါတွေအားလုံးကိုကြည့်ပြီးမနာလိုဖြစ်နေတဲ့ဝယ်ရံကတော့အစင်းမြင့်အဆောက်ရုပ်သေးရဲ့အစွမ်းကိုအသုံးချပြီးတော့အခုလိုအနိုင်ယူနေတာကိုဘာမှအထင်ကြီးစရာမရှိဘူးလို့မိခွေကပြောလိုက်ပါတယ်ဒီစကားကိုကြားတော့လင်းနုံကမင်းမချင်းနဲ့ရင်ငါနဲ့လာရောက်တိုက်ခိုက်နိုင်တယ်လို့ပြောလိုက်တဲ့အချိန်မှာဝန်ရံလဲတခွန်းတဲနဲ့ပစက်ပိတ်သွားခဲ့ရပါတယ် အလုံးကလည်းဝန်ရံကိုရေမောခဲ့ကြပြီးအစင်းမြင့်တိုင်းကြောက်တိုင်းမှာဘိုးဘေးမျိုးနွယ်စုတွေရဲ့ကိုယ်စားလှယ်တွေကစုံကြီးစွာရောက်ရှိနေကြပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲကြောက်တိုင်းကြီးကပေါက်ကွဲသွားပြီးကြီးမားလာတဲ့အလင်းရောင်တွေဖြာထွက်လာခဲ့တာကိုရင်သက်ရှုမောဖွယ်တွေ့လိုက်ရပါတယ်။ဖန်ဆင်းခြင်းကြောက်တိုင်းအသက်ဝင်လာခဲ့တာဖြစ်ပြီးလူတွေအလုံးကလည်းတင်ပလင်းခွေထိုင်လိုက်ကကြောက်တိုင်းကြီးရဲ့ဆွမ်းအားတွေကိုခံယူနေခဲ့ပါတယ်။လင်းနှုံလည်းအဲ့ဒီလိုပြုတ်လုပ်လိုက်တဲ့အချိန်မှာရုတ်တရက်သူကလေဟာနဲ့တခုတည်းကိုရောက်ရှိသွားခဲ့တာကိုတွေ့လိုက်ရပါတယ်။ သူဟာဖန်ဆင်းခြင်းကြောက်တိုင်ရဲ့ဒိုင်းပညာနယ်မြေကိုရောက်ရှိလာခဲ့တာဖြစ်ပြီးတော့သူနဲ့အတူမွေပါလေးပါပါလာခဲ့ပါတယ်။သူအခုတွေ့နေရတဲ့အရာတွေအားလုံးကရှေးဟောင်းဂိုင်းရဲ့ဒိုင်းပညာမွေနှစ်တွေပဲဖြစ်ပါတယ်။ဒီလိုမျိုးလိုက်ရှာနေတဲ့အချိန်မှာပဲကြောက်တိုင်ရဲ့ဝိညာဉ်လေးတစ်ခုကိုရုတ်တရက်မြင်တွေ့လိုက်ရတာကြောင့်မွေပါလေးကအမြန်လိုက်သွားခိုင်းလိုက်ပြီးသူ့ကိုဖမ်းမိတဲ့အခါကျရင်ဖန်ဆင်းခြင်းဒိုင်းပညာဘယ်မှာရှိနေသလဲဆိုတာကိုမေးမြန်းကြည့်နိုင်မှာဖြစ်ပါတယ်။ အပေါ်ကိုတက်လာကြရင်ကြောက်တိုက်ဝိညာဉ်ကိုလင်းတုံတို့လိုက်မိသွားကြတဲ့အခါဖန်ဆီးလိုက်နိုင်ကြပေမဲ့လက်ရှိဝိညာဉ်ကကလေးမလေးတယောက်ဖြစ်နေတာကြောင့်အခက်တွေ့သွားကြရပါပြီ။ကလေးမလေးက"သူမကိုအမြန်လွတ်ပေးဖို့ပြောနေပြီ။အကောင်ကြီးတွေလိုက်လာနေတဲ့အကြောင်းကိုလည်းအော်ငိုပြောနေတဲ့အချိန်မှာပဲဒီနေရာကြီးတစ်ခုလုံးအနီးအောင်ပြောင်းလဲသွားခဲ့ပါတော့တယ်။အခိုးငွေတွေကြားကနေမိစ္ဆာကောင်တွေထွက်ပေါ်လာခဲ့ကြတဲ့အခါဒီကောင်တွေဟာသူ့မညံထဲမှာမြင်ခဲ့မှုတဲ့ရှေးဟောင်းကြောက်တိုင်ကိုဖျက်ဆီးခဲ့ကြသူတွေဖြစ်မှန်းနားလည်သွားခဲ့ရပါပြီ။ မွေပါလေးကဒီယာတွေဟာကြောက်တိုက်မညံ့ဖြစ်လို့အမြန်ထွက်တော်ဖို့ပြောလိုက်ပေမဲ့လည်းတခဏအတွင်းမှာချက်ချင်းလိုက်မိလာခဲ့ကြပြီးသူတို့တွေကိုဝန်းရံပိတ်ဆို့ထားလိုက်ကြပါတယ်။ဒီအချိန်မှာပဲအဆောင်အရှောက်တစ်ဖြစ်လဲအကြီးကဲဖြစ်သူရဲ့စိတ်ဝိညာဉ်တမြင်ကအဆောင်တင်ကြရတဲ့ကနေရုတ်ချီထွက်ပေါ်လာခဲ့ပြီးအစွမ်းတစ်ခုထုတ်ဖော်လိုက်ကမိစ္ဆာကောင်တွေအကုန်လုံးကိုမောင်းထုတ်ပစ်လိုက်ပါတော့တယ်။အကြီးကဲဖြစ်သူကမိန်းမငယ်လေးရဲ့ဆရာအရှင်ဖြစ်တာကြောင့်လင်းနှုံကိုဖန်တီးခြင်းတိုင်းပညာရှိတဲ့နေရာစီကိုခေါ်သွားခိုင်းလိုက်တဲ့နောက်မူလပုံစံအတိုင်းပြန်လဲပြောင်းလဲသွားကတင်ကြရတဲ့ဝင်ရောက်ပျောက်ကွယ်သွားပါတယ်။ ကလေးမလေးကလင်းနှုတ်နဲ့အတူကြွက်ကလေးလဲလိုက်လာခဲ့လေဆိုပြီးလက်ကမ်းပေးလိုက်တာကြောင့်မွေပါလေးလဲသူဟာကောင်းကင်မိတ်ဆာမွေပါမျိုးနွယ်ဖြစ်တယ်လို့နင့်ဆရာဖြစ်သူတောင်ရိုတေလေးစားရတဲ့ဆိုပြီးစိတ်ပေါက်သွားခဲ့ရပါတယ်။ဒီလိုနဲ့ကြောက်တိုက်ဝိညာဉ်ရဲ့ခေါဆောင်ပေးမှုအောက်မှာအလင်းတိုင်တွေအများကြီးရှိနေကြတဲ့နေရာတစ်ခုစီပြောင်းလဲရောက်ရှိလာခဲ့ပါပြီ။ ဒါတွေအကုန်လုံးကဖန်ဆင်းခြင်းတိုင်းပညာတွေဖြစ်လို့အကုန်တင်လို့ရမလားဆိုပြီးလင်းတို့မေးကြည့်လိုက်တော့ကလေးမလေးကအကိုကြီးဟာဆရာရဲ့အမွေဆက်ခံသူဖြစ်လို့အစွမ်းထက်ဆုံးရာကိုတင်ယူရလိမ့်မယ်ဆိုပြီးခရမ်းနဲ့ရောင်တောင်းနေတဲ့နေရာကြီးတစ်ခုစီကိုခေါ်ဆောင်သွားပေးလိုက်ပါတယ်။အဲ့ဒီနေရာမှာတော့ကြောက်တုံးလက်ဝါးကြီးတစ်ခုကိုတန်ကြိုးတွေနဲ့ချီနှောင်ထားလျက်ရှိသလိုအဲ့ဒီအပေါ်မှာလည်းတာဟွန်ကောင်းကင်ကျုံနောက်လက်ချောင်းတိုင်းဆိုပြီးရေးထွန်းထားတဲ့စကလုံးတွေကိုလင်းတို့တို့မြင်တွေ့လိုက်ကြရပါတော့တယ်။